ရေဒီယိုကိုနားဆင်နေကြတဲ့သတင်းရှင်များအားလုံးမင်္ဂလာပါရှင်။စိုက်ပျိုးရေးကိုလုတ်ကိုက်နေကြတဲ့တောင်သူဦးကြီးတွေနဲ့စိုက်ပျိုးရေးဝါသနာပါသူသတင်းရှင်တွေအတွက်စိုက်ပျိုးရေးနည်းပညာတွေကိုမျှဝေပေးထားတဲ့တူတာပရိသတ်စိုက်ပျိုးနည်းပညာအစီအစဉ်ကိုအပတ်စဉ်ထုတ်လင်းပေးနေပါတယ်။ဟုတ်ပါတယ်။ဒီကနေ့စီစဉ်မှာတော့စိုက်ပျိုးဦးကြီးဌာနကပေးပို့လာတဲ့တောင်သူများစီးပွားတိုးစေဖို့မျိုးမြေရေနည်းနဲ့အညီစကြဆူဆိုတဲ့ခေါင်းစဉ်နဲ့စိုက်ပျိုးရေးမှာအရေးကြီးတဲ့မျိုးစေ့မျိုးစီတော် ြေနဲ့ဤပညာတို့အကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာတဒန်းရှင်များရှင် ျမတို့ရဲ့မြန်မာနိုင်ငံဟာလေယာဉ်စိုက်ပျိုးရေးကိုစီးပွားရေးရဲ့အဓိကမန်တိုင်အဖြစ်ထားပြီးရန်တီလာခဲ့တာဟာဆိုရင်ပုဂံခေတ်မတိုင်မီခရီးကဖြစ်ပြီးရောနိုင်ငံသားအများစုဟာတောင်သူလယ်သမားတွေနဲ့လေယာဉ်ကဏ္ဍကိုအမိသဟဲပြုပြီးအသက်မွေးဝမ်းကြောင်းလုပ်ကင်နေကြသူတွေဖြစ်ကြပါသည် နိုင်ငံလူကြီးရဲ့80ရာခိုင်နှုန်းကန်ဟာလေယာကန်နားနဲ့ဆက်ဆက်နေတဲ့လုပ်ငန်းတွေနဲ့အသက်မွေးကြသူတွေဖြစ်ပြီးတောင်သူဦးကြီးတွေဟာနိုင်ငံအတွက်ခေတ်အဆက်ဆက်ကနေဒီကနေ့ထိတိုင်အရေးပါတဲ့လူဒန်းစားတရက်အဖြစ်ရပ်တည်နေစေဖြစ်ပါတယ်။တောင်သူဦးကြီးတွေရဲ့တင်းနဲ့အထွက်တို့ပြီးစီးပွားရေးတိုးတက်လာပြီးရောလူနေမှုဘဝဖွံ့ဖြိုးတိုးတက်လာမယ်ဆိုပါကနိုင်ငံရဲ့လေယံကန်နဖွံ့ဖြိုးတိုးတက်လာပြီးနိုင်ငံတော်ဟာလည်းဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်။ ဒါကြောင့်မို့တောင်သူဦးကြီးတွေအဖို့တီးနှံစိုက်ပျိုးရမှာစနစ်တကျစီမံခန့်ခွဲဖို့လိုအပ်ပြီးတော့မဖြစ်မနေတည်တည်တည်ထိုက်တဲ့မျိုးစေ့မြေစီလွာရေနဲ့နီးပညာအကြောင်းတွေကိုပြောပြပေးချင်ပါတယ်။မှန်ပါတယ်။စိုက်ပျိုးရေးမှာ မျိုးမြေရေနီးဆိုတဲ့အတိုင်းတီးနှံစိုက်ပျိုးရမှာအထွန်းနှုံကောင်းမှုပြီးတော့ရည်သွေးကောင်းတဲ့မျိုးတီးနှံပင်ကြိုက်နေတဲ့မျိုးမျိုးစားကောင်းမှုနဲ့ရေသုံးချစီမံခန့်ခွဲမှုမှန်ကန်တဲ့စိုက်ပျိုးနီးစနစ် ဒီလေးချက်နဲ့အညီအချိန်ကရာသီမှန်စိုက်ပျိုးပေးနိုင်မှာကတီးကထွန်းလုံးတိုးတက်နိုင်ပါတယ်။ဟုတ်ပါရင်ရှင်တီးနဲ့စိုက်ပျိုးရမှာမစိုက်ပျိုးမီ မြေပြူပြင်းတဲ့အချိန်ကနေရင်းမဲ့ခုဆုပြီးဈေးကွက်ပို့တဲ့အထိလုပ်ငန်းအဆင့်တိုင်းဟာအရေးကြီးပါတယ်။ပထမဆုံးအရေးကြီးတာကမျိုးပဲဖြစ်ပါတယ်။မျိုးစိမှန်မှန်ပင်မတန်းဆိုတဲ့ဆူယိုးစကားနဲ့အညီစိုက်ပြိုးရမှာမျိုးစိမှန်မှတီးနှံပင်တန်စွမ်းဖွံ့ဖြိုးအောင်မြင်မှာဖြစ်ပါတယ်စိုက်ပြိုးထုတ်လုပ်ရေးရဲ့အဓိကဥတီချက်ဟာ စိုက်ပျိုးသီးနှံတွေအထွက်နှုံးတိုးပြီးပန်းတိုင်အထွက်ရရှိရင်းနဲ့ထွက်ရှိတဲ့သီးနှံတွေအရည်အသွေးကောင်းရည်တို့ဖြစ်ပြီးတော့ဒီနှစ်ချက်စလုံးကိုအရည်အသွေးကောင်းပြီးအထွက်နှုံးကောင်းဆိုတဲ့မျိုးကောင်းမျိုးတန်ကိုစိုက်ပျိုးခြင်းဖြင့်ရရှိနိုင်ပါတယ်။ဟုတ်ပါတယ်။မျိုးကောင်းမျိုးတန်ဆိုတာပူမောင်းတဲ့ယောဂတန်ကိုခံနိုင်ရရှိခြင်းနဲ့မျိုးဗီဇမရောရှိပဲတန်ပြန့်ခြင်းဆိုတဲ့ဂုဏ်သတ္တိတွေရှိပါတယ်။ဒီလိုမျိုးကောင်းခြင်းမျိုးတန်ခြင်းကိုမျိုးစစ်ထုတ်လုပ်ခြင်းဤပညာနဲ့စနစ်တကျစိုက်ပျိုးထုတ်လုပ်ထားတဲ့ ခေါင်းမုံနဲ့မျိုးစိမာသာရရှိနိုင်တဲ့အတွက်မြို့ဟာရည်ကြီးတယ်လို့ဆိုပါတယ်။ခေါင်းမုံနဲ့မျိုးစိကိုမဆိုင်ပြုံးမိခြင်းကြောင့်နောက်ဆက်တွဲအဖြစ်ပိုးသက်စေရောဂါသက်စေတွေအသုံးပြုရရင်တော့ဇိရိတ်ကိုလူပင်ပန်ပြီးပတ်ဝန်းကျင်လည်းညှင်းညံ့လာနိုင်ပါတယ်။မှန်ပါရင်ရှင်တောင်သူလက်သမားအများစုဟာတောင်သူအချင်းချင်းထံကနေဖြစ်စီပွဲရုံတွေကနေဖြစ်စီမျိုးအဖြစ်ခေါ်ကြတဲ့တီးနှံအစီအစံတွေကိုဝယ်ယူစိုက်ပျိုးနေကြပါတယ်။ ဒါကြောင့်တီးနှံဆိုင်ပြူထုတ်လို့ရမှာတီးနှံရဲ့အရေးအသွေးနဲ့အထွတ်နှုန်းဟာတစ်နှစ်တည်းတစ်နှစ်ပိုမိုလျော့ကျလာပါတယ်။ဒါကြောင့်အလွယ်တကူဝယ်ယူရရှိတဲ့တီးနှံစီတွေကိုမဆိုင်ပြူပဲမျိုးကောင်းမျိုးသန့်တွေကိုသာဝယ်ယူဆိုင်ပြူကြဖို့အရေးကြီးပါတယ်။ဒါတွေအပြင်စပားအပါဝင် စီထွက်တီးနှံပဲမျိုးစုံဥယျာဉ်ခြံနဲ့နှစ်ရှည်တီးပင်တွေမှာကြုံတွေ့နေရတဲ့အခက်အခဲတစ်ခုကတော့ ကိုယ့်ရဲ့ဒေတာရေမြင်ရာသီဥတုနဲ့ကိုက်ညီမှုရှိမရှိမစင်စားကြမတိကြပဲကောင်းနေဆိုတဲ့မျိုးကိုစိုက်ပျိုးနေကြလို့ကိုယ့်ရဲ့ဒေတာရေမြင်ရာသီဥတုနဲ့မကိုက်ညီတဲ့အခါအောင်မြင်ဖြစ်ထွန်းမှုနေပါပြီးအထွတ်နှုံနေခြင်းအကျိုးအမြတ်မရှိခြင်းစတဲ့အခက်အခဲတွေနဲ့ကြုံတွေ့ရတတ်ပါတယ်။ဒါကြောင့်မျိုးစေ့ကိုစိုက်ပါဒေတာနဲ့ကိုက်ညီပါစီဆိုတဲ့အချက်နှစ်ချက်ကိုတောင်သူဦးကြီးတွေအနေနဲ့တင်းနံစိုက်ပြိုးရမှာအလေးထားဂရုပြုဆောင်ရွက်တင်ပါတယ်။မှန်ပါတယ်။ ဆက်ပြူရီမှာမြေစည်းလောဟာအခြေခံကြတဲ့အုတ်မြစ်တစ်ခုဖြစ်ပါတယ်။ဆက်ပြူရီအခြေခံမြေမှန်လို့ဆိုတဲ့အတိုင်းမြေမှန်မြေကောင်းတစ်ခုပေါ်မှာဒီနဲ့ဆက်ပြူထားမယ်ဆိုရင်တော့မြေစည်းလောပြဿနာရက်တွေကိုမဖြစ်ပေါ်စေဘဲမိမိဆက်ပြူလို့တဲ့ဒီနဲ့ကိုစိတ်ချလက်ချထုတ်လုပ်နိုင်မှာဖြစ်ပါတယ်။ဒါကြောင့်မို့မြေမှန်မြေကောင်းတစ်ခုမှာရှိတင်ရှိထိုက်တဲ့အချက်တွေကိုသိရှိထားသင့်ပါတယ်။မြေမှန်မြေကောင်းတစ်ခုဆိုတာကတော့ရေစစ်စစ်မှုကောင်းမွန်ပြီးတော့မြေပကြအမှုမရှိစေဘဲနဲ့ မိုးရွာသွန်းတဲ့အခါနဲ့ရေသွန်းတဲ့အခါမှာရေရုပ်ထိန်းထားနိုင်ပြီးစီစဉ်ပြောက်ဆုံးမှုနေပါပါတယ်။ခြောက်သူရဲ့ကာလတွေမှာလည်းအဆူဓာတ်ကိုထိန်းထားနိုင်ပြီးတော့မြေစီလွှာမာကျော်မှုမဖြစ်ပေါ်နိုင်ပါဘူး။ရေတိုက်စားမှု လေတိုက်စားမှုနဲ့အာဟာရဓာတ်ဆုံးရှုံးမှုရောနေစေပါတယ်။တရှိနုစီပါပိုများပေါက်ပေါင်းမှုများပြားပြီးဒီနယ်ထွန်းနှုံတိုးမြင့်စေဖို့အတွက်ဓာမီဩဇာဖြည့်သွင်းမှုများစွာမပြုလုပ်ရသေးတဲ့မြေမျိုးဖြစ်ရပါမယ်။မြေစီမြေနှစ်ပြေဝပြီးတော့မြေသင်းနဲ့ရှိရပါမယ်။ ကျန်းမာကြန့်ခိုင်တဲ့အမြေဖြစ်ပြီးတော့ရည်သွင်းမြင့်တီးနယ်များထုတ်လုပ်ပေးနိုင်ရမယ်။စားတဲ့ကုန်သတ္တိများရှိရပါမယ်။ဒါကြောင့်မို့တောင်သူဦးကြီးများအနေနဲ့မိမိတို့ရဲ့စက်ပြိုးမြေတွေမှာမြေကောင်းတစ်ခုရဲ့လက္ခဏာများရှိဖို့လိုအပ်တယ်ဆိုတာကို သိရှိပြီးတီးနယ်မဆိုင်မီ လိုအပ်တဲ့ကြိုတင်ပြင်ဆင်မှုတွေကိုပြုလုပ်ထားတဲ့မှာရယ်။ဟုတ်ပါရဲ့ရှင်။တောင်သူအများစုဟာဒီနဲ့အထွတ်တူရေးဆိုတဲ့ရည်ရွယ်ချက်နဲ့ဓမ္မီဩဇာရီကိုလူရာထက်ပိုပြီးအသုံးပြုနေကြပါတယ် အမှန်တကယ်တော့ဒန်နီဩဇာပုံမှုသုံးဆွဲခြင်းကြောင့်တီးနဲ့အထွက်နှုံတူတာကနှစ်အနည်းငယ်များတန်းဖြစ်ပြီးတော့နောက်ပိုင်းနှစ်တွင်မှာတီးနဲ့အထွက်နှုံတဖြည်းဖြည်းရော့ကျလာပြီးတော့မြေစီလွှာပျက်စီးတဲ့ပျက်စီးလာပါတယ်။ဒါကြောင့်တောင်သူဦးကြီးတွေအနေနဲ့ဒန်နီဩဇာတွေကိုအလွန်အကျွံအသုံးမပြုဘဲမိမိတို့မြေစီလွှာရဲ့ရုပ်ကုံတက်တီဓာတ်ကုံတက်တီ မြေရင်းအစိုဓာတ်တွင်ပုံမကောင်းမွန်လာအောင်တဘာဝမြေဩဇာတွေကိုအသုံးပြုခြင်းမြေလှက်ခြင်းတစ်စိမ့်မြေဩဇာများထည့်သွင်းခြင်းစတာတွေကိုပြုလုပ်ပေးသင့်ပါတယ်။မှန်ပါတယ်။စိုက်ပျိုးရေးမှာရေဟာမရှိမဖြစ်ရေးပါတဲ့သံယာစုတစ်ခုဖြစ်တဲ့အတွက်အလားအသမဖြစ်အောင်လို့အကျိုးရှိရှိထိထိရောက်ရောက်သုံးဆွဲဖို့လည်းအလွန်ရည်ကြီးပါတယ်။စိုက်ပျိုးဖို့ရေကိုသုံးဆွဲရမှာတော့ဆယ်မျောင်းစနစ်တွေမြေရင်ခြင်းကနေပြီးတော့ရယူတာဖြစ်စေမြေရောက်ရေကိုထုတ်ယူတာဖြစ်စေမွေးရေကိုရယူတာဖြစ်စေ လေလူမဖြစ်စေဘဲနဲ့လူဝဲသလားကူတာရောက်ယူပြီးတော့အကျိုးရှိရှိထိထိရောက်ရောက်သုံးဆဲဖို့လိုအပ်ပါတယ်။ရေကိုရောက်ယူတဲ့နေရာမှာလေလူများပြမယ်ဆိုရင်တော့ဆွမ်းရင်ပုံမှုသုံးဆဲရတဲ့အတွက်ကုန်ကြစည်ပုံမှုများပြတာရေကြီးမြစ်ဆုံးရှုံးတာစားတဲ့ဆူချိုးတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။ရေချွေတာရည်နီလန်းတွေဖြစ်တဲ့အဆက်ချရည်ပေးတာရေဖြန်းကရိယာသုံးပြီးတော့ရေသွင်းတာစားတဲ့ရေသွင်းနည်းစနစ်တွေကိုအသုံးပြုသင့်ပါတယ်။ မိုးများတဲ့ရာသီဥတုမှာဆိုရင်တော့ရေစုကန်တွေတူပြီးတော့ရေတွေကိုတိုးလောင်ထားခြင်းဖြင့်စွမ်းရင်ကုန်ကျစရိတ်ကိုခြိတားနိုင်တယ်လို့ရေတည်ရန်ဇာတပြုံးတီးတာကိုလည်းချုပ်နှဲစေနိုင်တဲ့အတွက်လေးထားလို့ဆောင်သင့်ပါတယ်။တောင်သူလေသမားဦးကြီးများရှင်တီးနံမင်းတွေဆိုတာစကားမပြောတတ်တဲ့တက်ရှိတမျိုး ဖြစ်ပါတယ်။ တီးနှံတွေအထွန်းနှံကောင်းမှုအတွေ့တီးနှံမင်းတွေကြိုက်နှစ်သက်တဲ့ပတ်ဝန်းကျင်ကိုဖန်တီးပေးဖို့လိုအပ်ပါတယ်။တီးနှံမင်းကြိုက်တဲ့ပတ်ဝန်းကျင်ကိုမဖန်တီးပေးနိုင်ဘူးဆိုရင်မိမိတို့ရဲ့ပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေမှုရှိတဲ့တီးနှံမင်းတွေကိုရွေးချယ်စိုက်ပျိုးတင်ပါတယ်။ဥပမာအနေနဲ့ကိုယ့်ရဲ့ဒေသမှာရေအခက်ခဲရှိတယ်ဆိုရင်ရေငတ်တံခံနိုင်တဲ့တီးနှံမျိုးတွေကိုရွေးချယ်စိုက်ပျိုးတင်ပါတယ်။ဈေးကွက်လိုအပ်ချက်အရာ ရေများစွာလိုအပ်တဲ့ဒီနံကိုစိုက်ပျိုးမယ်ဆိုပါကရေကိုအလွယ်တကူရရှိအောင်ဖန်တီးပေးဖို့လိုအပ်ပါတယ်။ဒါကြောင့်မို့ဒီနံကျိုင်းနှစ်သက်တဲ့ပန်ဝင်းကျင်ကိုဖန်တီးပေးခြင်းဒါမှမဟုတ်ဒီနံနဲ့လိုက်လျောညီထွေဖြစ်မဲ့ပန်ဝင်းကျင်တို့ပြောင်းရွှေ့စိုက်ပျိုးခြင်းကိုအလေးထားဆောင်ရွက်နိုင်မှသာမိမိတို့လိုအပ်တဲ့ရေအသွေးနဲ့ကောင်းမွန်တဲ့အထွက်နှုန်းကိုရရှိမှာဖြစ်ပါတယ်။တချို့ဒေသတွေက တောင်သူတွေဟာဒီနံတစ်မျိုးတည်းကိုနှစ်စဉ်ဇက်တိုက် စိုက်ပျိုးနေကြလို့အချိန်ကြာလာတဲ့အခါမှာအပင်တွေဟာရောဂါတွေနဲ့ပိုးမွှားတံကိုခံနိုင်ရင်မရှိခြင်းစိုက်ပျိုးမြင်များပျက်စီးခြင်းပိုးတက်စေအများအပြားသုံးဆွဲရခြင်းနဲ့မြေဩစာအများအပြားသုံးရခြင်းစတဲ့ဆူးကျူးတွေအပြင်တီးနှံဆုံးရှုံးမှုတွေလည်းဖြစ်ပေါ်စေနိုင်ပါသည်။ဒါတွေပြင်ပိုးတက်စေတွေကိုအလွန်အကျွံသုံးဆွဲခြင်းဟာမြေစည်းလွှာနဲ့ရေဓူလေဓူကိုညှဉ်းနှံစေပြီးတော့တီးနှံဖြတ်ပိုးတွေပိုးတက်စေကိုယဉ်ပါလာခြင်းနဲ့တဘာဝမိတ်ဆွေပိုးတွေယွန်းနေလာခြင်း င်းတို့ကိုဖြစ်စေပါတယ်။ဒါကြောင့်မို့ပိုးသက်စေအစာတဘာဝပိုးပြေးစေတဘာဝပိုးနှင်စေတဘာဝပိုးသက်စေတွေနဲ့ကြိုတင်ကာကွယ်ထားမင်းဆိုရင်ထီရောက်ပြီးကုန်ချမ်းစေလည်းတက်တာစေနိုင်ပါတယ်။မဖြစ်မနေလိုအပ်လာရင်လည်းပိုးသက်စေကိုညွှန်ကြားချက်အတိုင်းတင့်တင့်နဲ့အနည်းဆုံးနှုံတာကနေစပြီးသုံးသင်ပါတယ်။ဒီနဲ့စိုက်ပျိုးထုတ်လို့ရမှာစိုက်ပျိုးရေးနည်းစနစ်ကောင်းတွေကိုဒီနဲ့တက်တန်းအလိုက်အချိန်ကိုက်အသုံးပြုနိုင်မင်းဆိုရင်ဒီနဲ့အထွက်နှုံလဲတိုးတက်လာမှာဖြစ်ပါတယ်။ ဒါကြောင့်မို့တောင်သူဦးကြီးတွေအနေနဲ့မိမိတို့ရဲ့အချိန်ကိုအကျိုးရှိစွာအသုံးပြုပြီးစိုက်ပျိုးတဲ့ဒီနှံနဲ့လိုက်ဖက်တဲ့စိုက်ပျိုးနည်းစနစ်ကောင်းတွေကိုလေ့လာဖို့လိုအပ်ပါတယ်။ဟုတ်ပါတယ်။ဒီနှံများစိုက်ပျိုးရမှာမျိုးမြေရည်နည်းကိုအခြေခံပြီးတော့စိုက်ပျိုးမယ်ဆိုရင်တော့ဒီနှံများထွန်းထုံတူပြီးဘန်းနိုင်ထွန်းထုံရရှိကတောင်သူဦးကြီးများရဲ့လူနေမှုအဆင့်တန်းမြင့်မားလာပြီးတော့နိုင်ငံတော်ရဲ့စားရည်ရိက္ခာတိုးတက်လာမှာဖြစ်ပါတယ်။အဲဒီအရာမှာတစင်ပူရှန်တဲ့ထုတ်ကုန်တွေကိုပြည်ပနိုင်ငံတွေကိုတင်ပို့ခြင်းအပြင် နိုင်ငံခြားဝင်ငွေများလည်းရရှိလာက တောင်သူဦးကြီးများတိုးတက်မှုမှသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်။ဒါကြောင့်မို့တောင်သူဦးကြီးများအနေနဲ့မျိုးမြေရေနီးနဲ့အညီစိုက်ပျိုးနိုင်ဖို့လိုအပ်တဲ့အချက်လက်တွေစိုက်ပျိုးရေးနဲ့သက်ဆိုင်တဲ့သိရှိလိုတာတွေပြဿနာများဖြစ်ရှင်းရနည်းလမ်းတွေစားရတွေကိုစာပြိုးရေးဦးစီးဌာနရဲ့ကိုစန္ဒအမေးဖြေဌာနကို ဖုန်းခေါ်ဆက်သွယ်မေးမြန်းပြီးတော့အကြံဉာဏ်များတောင်းယူနိုင်ပါတယ်။ ပရောရှင်တောင်သူဦးကြီးများအားလုံးစိတ်ဤချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းများနဲ့ပြည့်စုံကြပါစေခင်ဗျာ။